Hello အလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့အပြောင်းရွှေ့တဲ့ပက်တလို Market Stretch ဘုနဲ့ Bayern Munich တို့ရဲ့ဂျာမာတရင်နေကျွန်တော်တို့တောက်လျှောက်ထွက်လာတာတွေကျွန်တော်တို့ရှိတယ်။ Jacobs Bank ကနေပြီးတော့ report လုပ်ထားတာက Bayern Munich အသင်းရဲ့ဘက်ကတော့ Market Stretch ဘုကိုအံအားသင့်စရာခေါ်ယူမှုတစ်ခုဖြစ်စဉ်းစားလာနေကြောင်းသိရတယ်ဆိုပြီးတော့ကျွန်တော်ပြောထားတယ်။ဒါအပြင် Louis Dias အတွက် Bayern Munich ရဲ့ကန့်လန့်မှုကို Liverpool ရဲ့ဘက်ကငင်းပယ်ခဲ့ပြီးတဲ့နောက်မှာ Marcus Rashford ဟာ ဘိုင်ယန်အတွက် option တစ်ခုဖြစ်လာတာပေါ့နော်ဒါကြောင့် market stretch book ကိုခိုးဖို့အတွက်ဘိုင်ယန်မြူနီရဲ့ဘက်ကအမှန်ကန်စိတ်ဝင်စားမှုတွေကျွန်တော်တို့ရှိနေတယ်နောက်တစ်ခု Rob Dawson ရဲ့ report အရဆိုလို့ရှင်ဘိုင်ယန်မြူနီအသင်းရဲ့ဘက်ကတော့ market stretch ရဲ့အပြောင်းအရွှေ့အတွက်ပေါ့နော်လိုအပ်တဲ့စီမင်းတက်မှတ်ချက်တွေကိုသိရှိလိုကြောင်း ပင်တန်ကျွန်တော်တို့ဒါလာရောက်မေးမြန်းထားတာဒီကျွန်တော်တို့ရှိတယ်ပေါ့နော်ဒါပေမဲ့လည်းလို့ market strategy ရဲ့ဘက်ကတော့လောက်ခလာစာရှော့ယူဖို့စန္ဒရှိတဲ့အရေးအောင်မျိုးလုံးဝပြတ်သားထားခြင်းမရှိသေးဘူးဆိုပြီးတော့ Rob Dawson ကကျွန်တော်တို့ပြောထားတယ်ဆိုတော့ကျွန်တော်တို့ Bayern Munich ရဲ့ဘက်ကပထမဆုံးအနေနဲ့သူတို့ Nico Williams ကိုတော်တော်ကိုလိုချင်တာပြဒနာက Nico Williams ကိုသူတို့လုံးဝမရဘူးလက်ရှိမှာလည်း Barcelona တင်းရဲ့ဘက်ကခေါ်ဖို့အတွက်ကိုပဲတော်တော်အချိန်ကြီးကောင်းသွားပြီး ဆိုတော့ဘိုင်ယန်မြူနစ်နဲ့နီကိုဝီလျံဆက်ကြားတဲ့မှာဖြစ်နိုင်ကြီးဟာတော်တော်ကိုအချိန်နည်းနေသွားပြီဆိုတော့သူတို့အနေနဲ့ဒါတောင်ပန်ကစားမားတွေကိုသူတို့ခေါ်ဝေးကြိုးပမ်းနေကြပြီဒီနေရာမှာ AC မီလန်ရဲ့ရာဖာအီလီယာတို့လည်းကျွန်တော်တို့သတင်းနေကျွန်တော်တို့ထွက်တယ်ဒါပေမဲ့လို့ပေါ့နော်လီယာနဲ့ပတ်သက်လို့ဘိုင်ယန်မြူနစ်ရဲ့ဘက်ကအမှန်ကန်ကြိုးပမ်းနေတာမျိုးကျွန်တော်မရှိဘူးဈေးနှုန်းကလည်းတော်တော်မြောက်တဲ့နေရာမှာပါတဲ့ခါကျတော့ဒါအပြင်လီဗာပူးတင်ရဲ့လူဝီဒီယက်စ်တို့ဘာတို့ကိုလည်းသူတို့ကြိုးပမ်းနေပြည်ထနာကလူဝီဒီယက်စ်ကိုလည်းလီဗာပူးတင်ရဲ့ဘက်ကလက်မလွတ်ချင်သေးဘူးဆိုတဲ့ပုံစံမျိုး တို့လက်ရှိဈေးကွက်ထဲမှာ option တစ်ခုပြည့်ရှိနေတဲ့ market stretch book ဘက်ကိုတို့လှည့်လာပြီ United ကတော့ဗျာ market stretch book ကိုကျွန်တော်ရောင်းချကျင်တာဆိုတော့ဒီအပြောင်းအရွှေ့ကတို့တာအမှန်ကန်ကန့်လန့်လာမယ်ဆိုလို့ရှိရင် United ရဲ့ဘက်ကငင်းစရာအကြောင်းတော့ရှိတယ်လို့ကျွန်တော်မထင်ဘူးသူတပင်းတော့ Bayern ဘက်ကဘလူကန်လန်းမာလဲဆိုတဲ့အပေါ်မှာမူတည်တာပေါ့အငှားနဲ့ကန်လန်းမာလားအပြည့်တဲ့နဲ့ကန်လန်းမာလားဘလူခေါ်ကျင်တာလဲပေါ့အတင်းဘက်ကတော့ရှင်းတယ်လေကျွန်တော်တို့ကတော့ ဟို market stretch ကိုအပြည့်တက်ကိုပဲရောင်းပြီးတော့ပေါင်သန်း40ရှာခြင်းနဲ့ဒါပဲဒါဒါအတင်းတွက်ကအရှင်ဆုံးပဲဘိုင်ယန်ရဲ့ဘက်ကလည်းပေါင်သန်း40နဲ့ဆိုလို့ရှိရင်တော့သူတို့ကျိုးပန်းကောင်းကျိုးပန်းလာနေတယ်။ဘိုင်ယန်ကငွေကြေးတက်နိုင်တဲ့အသင်းတွေမှာပါတယ်။ဒါပေမဲ့လို့သူတို့ကပြောင်းချွေကြီးတစ်ခုတစ်ခုမှာဆိုလို့ရှိရင်သူတို့မထင်တဲ့ကစားမကိုဘယ်တော့မှငွေပုံပေးလေးကျွန်တော်မရှိဘူး။ဆိုတော့ယူနိုက်တက်ကမဖြစ်မနေရောင်းဖို့လိုတဲ့ကစားမတစ်ယောက်ကိုတန်း40ဒီကျွန်တော်ပေးပါမလား။ ဒါဒါဘိုင်ရဲ့ဘက်ကပေါ့နော်ဒါကတော့ကျွန်တော်စဉ်းစားကြပါတေဂျာတာတကူကလီရန်စာနီတို့ဘာလို့သူဖီနာဘာဂျီတို့ဘာလို့ကိုပြောင်းသွားတဲ့အခြေအနေမျိုးမှာဘိုင်ရဲ့မြူနီရဲ့ဘက်ကနောက်ထပ်ကစားမတစ်ယောက်ထပ်ပြီးတော့ကိုသူတို့ခေါ်မကိုသူတို့ရမှာဒီလောက်နဲ့သူတို့အဆင်မပြေဘူးပေါ့နော်ဒါကြောင့်ပဲလောဆယ်မှာဆိုလို့ရှိရင်သူတို့ခေါ်ဖို့ကြိုးပမ်းနေတာဆိုတော့အခုဆိုလို့ရှိရင်ကျွန်တော်တို့အာပြည်ထနာက United နဲ့ဘိုင်ရန်ရဲ့ကြာဟုတ်ချင်မှာဟုတ်တော့မှာနော်ဘိုင်ယန်မြူနစ်တင်ဘက်ကလည်းကျွန်တော်ရောင်းချအလိုဝဲခြင်းနဲ့မန်ချက်စတာယူနိုက်တက်ဘက်ကလည်းရောင်းချခြင်းနဲ့ဆိုလို့ရှိရင် ြည်တနာကကျွန်တော်တို့အနေနဲ့ကစားသမားနဲ့ဘိုင်ယန်ရဲ့ကြားထဲမှာပဲရှိတယ်မှာအခုကခုနကရော့ဘတ်ဒိုဆန်ပြောသလိုပဲဘိုင်ယန်မြူနစ်တင်ရဲ့ဘက်ကလူပေးခြင်းနဲ့ဟိုပါလဲခေါ်ခြင်းနဲ့အညီထားရှိပြီးမဲ့ market review ကလောက်ခလာစားရရှော့ယူခြင်းနဲ့အချိန်ညမျိုးမှာရှိမနေဘူးပေါ့နော်ဒါကတော့ဗျာ red shoe ဘက်ကတော်တော်လေးတော့တိုင်ပတ်တယ်တိလာဒါဘာလို့လဲဆိုတော့သူဘာစီလိုနာကိုလုံးဝပြောင်းခြင်းမာတယ်ဆိုတော့ကလောက်ခလာစားတွေပါတယ်ရှော့ယူဖို့အဆင်သင့်ပဲဘာလို့တရင်နေကျွန်တော်ထွက်လာတာအခုလက်ရှိကျွန်တော်တို့က ဘိုင်ယန်မြူးနစ်ရဲ့ဘက်ကပေါ့နော်ကျွန်တော်ဒါခေါ်မယ်လဲကျွန်တော်လှုပ်ရောလာစားရှော့ယူမဲ့အရေးအယောင်တွေမတွေ့ရဘူးဘာညာတတိနေတက်လာရောကစားမားတွေနဲ့ကစားမားရဲ့အေဂျင့်ဖြစ်သူတွေကနည်းနည်းတော့လူလဲတော့ကြတယ်သိတယ်မလားဘယ်အတင်းကတော့ဟေးဘယ်လိုမျိုးသိရမလားငါတို့လူချင်းတာတောင်းလို့ရတယ်ဘယ်အတင်းကိုတော့တောင်းလို့မရဘူးကိုတကယ်ပြောင်းကျင်တဲ့အတင်းကျတော့လာစားရှော့ယူပါမယ်လို့ဘာလို့ကျွန်တော်လာတာဗျာဆိုတော့ဒါကအတင်းတွေအခက်ခဲဖြစ်လာနိုင်တဲ့အဟန်တားကျွန်တော်ဖြစ်လာနိုင်တယ်မာကတ်စထရက်ချူနဲ့ဘိုင်ယန်မြူးနစ်ရဲ့ကြားထဲမှာအဆင်မပြေဘူးဆိုရင် ိုင်ယန်နဲ့ယူနိုက်တက်ကြားထဲမှာအဆင်ပြေလဲကျွန်တော်အလကားပဲနော်ဆိုတော့အငားနဲ့ဘာနဲ့ခေါ်သွားမယ်ဟေးဆိုတော့ပုံစံမျိုးဖြစ်လာမယ်ဆိုလို့ရှင်လည်းပဲကိုဘက်ကကျွန်တော်ဒါဟိုပြောင်းရွှေ့ကြီးဒစိတစ်ပိုင်းနေကျွန်တော်ပြေးရအောင်ပါဘလို့မအဆင်ပြေမနေဘူးဗျာဘလို့မအဆင်ပြေမနေဘူးဒါကြောင့် United အနေနဲ့ပေါ့နော် United အနေနဲ့ဒီအပြောင်းရွှေ့မှာအကယ်လို့မြန် Bayern Munich တင်ရပါကတကယ်ကန့်လန့်လာမယ်ဆိုလို့ရှင်တော့ပေါင်တန်း40လောက်နဲ့လုံးဝလက်လွတ်နိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒါအပြင်အင်္ဂလန်ပြည်ပကလပ်လည်းဖြစ်တဲ့အတွက် နော်ဘယ်လိုလဲအသင်းဘက်ကတော့လက်လွတ်ဖို့အတွက်အများကြီးတွေးနေလိမ့်မယ်လို့ကျွန်တော်မထင်ဘူးအင်္ဂလန်ပြည်တွင်းကလပ်တွေဆိုလို့ရှိရင်တော့အသင်းဘက်ကလက်လွတ်ချင်မှလက်လွတ်လိမ့်မယ်ဒါပေမဲ့လို့ပေါ့နော်ကျွန်တော်တို့ Bayern Munich တို့ဘာတို့လိုမျိုးအင်္ဂလန်ပြည်ပဆိုလို့ရှိရင်တော့လက်လွတ်သွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ Market Structure ရဲ့ဒီဘာလောက်ခလာစာရှုပ်ယူနိုင်ရှိမရှိကိုပဲကျွန်တော်စောင့်ကြည့်ရတော့မှာနော်အခုချိန်ကတော့သူကတော့ဗျာ Bayern Munich ဆိုလို့ရှိရင်လာစာရှုပ်မယူခြင်းဘူးသူပြောင်းကျင်တဲ့ Barcelona ဆိုလို့ရှိရင်တော့လာစာရှုပ်ယူမယ်ဆိုတဲ့ပုံစံမျိုးဘာစီရဲ့ဘက်ကလည်းသူ့ကိုဘယ်လိုမှစိတ်မဝင်စားဘူးဖြစ်နေတာ ဲ့တော့ဘိုင်ယန်မြူးနစ်ရဲ့ဘက်ကအမှန်ကန်ကန့်လန့်လာပြီဆိုရင်မာကတ်စထရစ်ရွေးရဲ့အပြောင်းအရွေးဖြစ်လာနိုင်ခြေရှိတယ်လို့ညီကိုထင်ကြလားပြန်တွေ့ကြပါဦးကြည့်ချူပါပြီးတဲ့ညီကိုများလုံးကိုကျေးဇူးများကြီးတင်ပါတယ်